မြန်မာနဝချင်းတွေကိုအစစ်တဆိုက်အပိနာစိတ်နေကြတာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမ္ယဇလာကောင်းလေးတွေကိုနှိစီရွေးချယ်တိဆက်ပေးနေပါတယ်။ဒီကိမှလည်းပရိသတ်များနားဆင်ရမယ့်ဇလာလေးကစာရေးဆရာအကဆော့ရေးသားထားတဲ့ဖျက်ပြက်ဥအောင်ရှင်နဲ့လက်ပံရွာကအလှပွဲဇလာလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။နောက်တနေ့အလှပွဲကြီးကချင်းချင်းတဲတဲကိုချင်းမတော့တယ်ဗျ။ ကျွေးတာငွေးတာလည်းပတ်ဆက်တယ်အလိုရှင်တွေရရော့ချက်ဗျာဒါပေမဲ့တခုထူးခြားတာဘာကြောင့်လို့လဲဆိုတဲ့အချက်မရှိရတာပဲပုံမှန်ဆိုရင်ရဟတ်ခဲရှင်မြို့တို့ဘာလို့ဆိုရင်ဒီလိုအလိုလုပ်တယ်ဗျနောက်တော့ဖရာထီးတိမ်ငွေတို့ဘာလို့ပေါ့တခါရွာဦးเจ้าကဦးစည်းရဲ့တိတ်ခါထက်ပွဲတို့ဘာလို့ဆိုရင်လည်းအလူကြီးလောက်ကြတယ်ဒီလူကြတော့ဘာကြောင့်ဆိုတာရေးရေးရမတွေ့ရအောင်ထမင်းကျွေးရုံမှာလူတွေအုံအုံထနေတော့မတ်တက်သေးတာလူသိမ့်မကြအောင် ဒီချိန်အလူရှိလက်ပံရွာတကြီးရောက်လာတယ်။တကြီးနမရဥပြုံးနေဗျ။နမအတိုင်းလူကလည်းခက်ပြုတ်ပြုံးမယ်။သူ့လက်မအောင်တွဲပြီးရှောက်လာတဲ့မင်းကလေးကအတော်ချောတယ်ဗျ။ဒါကြောင့်ထင်တယ်သူ့မျက်နှာကြီးကတရေကြီးတကောင်ပြုံးသလိုလိုပြုံးပြုံးကြီးဖြစ်နေတယ်။အရက်စကားနဲ့ပြောရင်တော့အပြုံးကိန်ဆုံးရောက်နေတယ်ပေါ့ဗျာ။သူတို့တွေကျုပ်တို့အနာကိုရောက်မလာခင်မှာမင်းကြီးကတကြီးလက်ကိုတွဲထားတဲ့မင်းကလေးကိုလက်ညှိုးထိုးရင်မမ ဟုတ်ကွာမင်းကလေးဟိုတလောမှာတကြီးဥပြုံးနဲ့ယူလိုက်တဲ့မစည်းစာဆိုရလားအဲ့ဒီမင်းကလေးမဟုတ်လားဟုတ်ပါဟဲ့မစည်းစာငငယ်ချောချောကလေးဟဲ့မသိတာဖာကြနေရပဲနှအိုမျက်နှုတ်ကြိုက်တယ်ဆိုတာဒါကိုပြောတာနေမှာအမရဲ့တကြီးရဲ့တမင်းငယ်ဆုံးတော့သူ့ထက်အသက်ကြီးတယ်မဟုတ်လားဟုတ်ပါနှီးကြည့်ရဲ့ဒီလိုခေါင်းမြူသွားချိုးနေတဲ့အဖိုးကြီးတယောက်ကို မစည်းစာဘယ်လိုစိတ်နဲ့ယူလိုက်တယ်လဲမသိဘူးနော်ဟိုအမလည်း ငွေကြောက်မော်အမရဲ့ဥပြုံးကတော်တော်ချမ်းသာတော့ကိုငါကြားသလောက်ဥပြုံးသားသမီးတွေကလည်းသူနဲ့သဘောမတူကြဘူးလေဟာဒါကိုအဖိုးရမရမက အတိုက်ခံလုပ်ပြီးယူတာသူ့သားသမီးတွေကိုတော့သူ့အိမ်ကနေမောင်းချလိုက်တာပဲကြည့်ပါလားသူတို့အတီးပြောနေတော့ဆရာဦးအောင်ရှင်ကမခင်ကြီးတို့နှစ်ယောက်ရဲ့ကြောကုန်းကိုတောင်းဝင်းနဲ့အတားရလိုက်၏ညီတို့စကားတွေကပိတ်တလေးဘေးပြစ်ဆိုသလိုနင်းနေနေတာတွေဖြစ်ကုန်ပြီဟာသူ့မကောင်းကြောင်ပြောပြီးသူ့ကျွေးတဲ့ထမင်းကြတော့တစ်ဖြည်းနှစ်ဖြည်းစားကြအောင်ပဲ ငါမပြောလိုက်ချင်ဘူးနော်။ဦးအောင်ရှင်ဝေဟလိုက်တော့မှမခင်ကြီးတို့ညီအမပါဇက်ပိတ်သွားတယ်။မကြပါဘူး။အဲ့ဒီဦးပြောဟာကျုပ်တို့အနာကိုရောက်လာပါရော။မစည်းစာဆိုတဲ့ကောက်မလေးကမခင်ကြီးကိုမျက်စောင်းထုတ်ပြီးတစ်ချက်ကြည့်လိုက်တယ်။ဦးပြောကတော့မမချောလေးရထားတာဆိုတော့တွားတော့မစိနိုင်ဘူးပေါ့။ဟာဖေပြန်ဆရာကြီးဦးအောင်ရှင်တော့ရောက်နေမှာကိုခမရတို့ဖိတ်တော့လဲလူမှုရေးအရာလာရတာပေါ့ဗျာဒီချိန်မစည်းစာဥပြုံလောက်ကိုဆွဲပြီးတော့ အကိုကြီးသူ့ကိုဘာဖြစ်လို့ဖိတ်လိုက်တာလဲမစည်းစာမြင်လိုက်တဲ့စကားကြောင့်တကြီးဥပြုံးအောင်မှကြောင်တောင်တောင်ဖြစ်သွားတယ်ဘာဖြစ်လို့လဲခလေးရဲ့ဒီဘက်ရွာမှာအလူလုံးရင်ဟိုဘက်ရွာအကြီးကဲတွေကိုဖိတ်ရတာထုံးမယ်မဟုတ်လားမစည်းစာဘာမှဆက်မပြောတော့ဘဲနှကန်းကိုစူပုတ်လိုက်တယ်ကြောင်တောင်မှာဒေါသထောင်းကနေထွက်သွားတယ်ဗျာရွာကာလာသားကိုအုပ်ကိုယ်တိုင်လာဖိတ်တောင်မသိရင်သူတို့မဖိတ်ပဲကျုပ်တို့ကအချောင်ရောက်လာတဲ့ပုံစံမျိုးနေဗျဥပြောကရေကျဲကျဲနဲ့ ။ဆရာကြီးဝတ်သားဟင်းကိုရှက်ချက်ထားတယ်နော်။စားသွားပါအောင်ဗျာ။ရပါတယ်ဥပြုံရ။ကျုပ်အတွက်ကတော့လက်ဖက်စားပြီးယူနေချမ်းတောက်ရင်ကိုဗိုက်ပြေပါတယ်ဗျ။ကလေးတွေပဲစားကြမှာ။ဥပြုံကဘိမထိုင်နေတဲ့ကျုပ်တို့ကိုကြည့်ပြီး။ကဲငါတို့တို့ထမင်းကိုအပြတ်စားသွားကြနော်။အလှမစားနဲ့အဝစားအဝစား။သူကလူလူလာလာပြောပေမဲ့ကျုပ်တို့ကတော့အင်ဂျင်တွေဖြစ်နေပြီဗျ။ဥပြုံကရီမောပြီးတော့တခြားလူတွေဘက်ကိုထွက်သွားခဲ့တယ်။ ဒါတော့မစည်းစာကကျုပ်တို့ဘက်ကိုလှည့်ကြည့်ပြီးတော့မျက်စောင်းတစ်ချက်ခတ်သွားသေးတယ်။ကျက်တုံးမငေါ့မျက်စောင်းလှည့်ထိုးသွားသေးတယ်။ဟုတ်ပါအမရေအဖိုးယူထားလို့ပဲတက္ကူသူဘေးမလို့ထင်းနေပုံရတယ်။တော်ကြပါတော့ဟာကဲစားစရာရှိတာသွားစားကြပြီးပြန်ကြမယ်။ဆရာကြီးကပြောလိုက်တော့ကျုပ်နဲ့အမခင်ကြီးတို့ထမင်းစားရုံဘက်ကိုထားထွက်လာခဲ့တယ်။ဝါသားမျိုးကိုမိုးပြဲတဲ့ကြီးတွေတန်းစီပြီးတော့ချက်တယ်ဗျ။ပဲတဲ့ချေတော့ဆိုရင်လည်း ။အိုကြီးတွေလည်းထည့်ပြီးတုံနေကြတာဗျ။ဟင်းချိုတော်မှအချိန်90ဝန်းအိုးကြီးနဲ့တည့်ထားတာ။ဟင်းရဲ့ခက်တဲ့လူကအုတ်နီခဲစီထားတဲ့လှေကားနဲ့တက်ပြီးခက်ယူရတယ်။ထမင်းရုံထဲမှာလည်းလူတွေအုတ်ခဲနေတာမပြီးကြသေးဘူး။အလိုကမြို့ကိုတိတ်ကျွေးတဲ့အပြင်စားတဲ့လူတွေကလည်းအလှစားတာမဟုတ်ဘဲနဲ့အဝစားကြတာဆိုတော့တယောက်ကိုနှစ်ပကသုံးပကအသာလေးပဲဗျ။ထမင်းစားကြည့်တော့လူတွေကတစ်ခါစားရင်နှလုံးချက်အတားလေးပဲကျုပ်တို့လည်းထမင်းဝိုင်းတစ်ခုမှထားလိုက်တယ် ထမင်းဝိုင်းပေါ်မှာတက်ရောက်လွှဲအောင်လို့မပြောဘက်တွေကိုစီတက်ပြီးတော့ခင်းထားတယ်ဗျ။အဲ့ဒီပေါ်မှာတံပကံတွေနဲ့ထမင်းပြင်ပေးတယ်။ကလာသားကိုအုပ်ကကျုပ်တို့ဝိုင်းကိုရောက်လာပြီ။စားကြတော့ညီမတို့အမနာနဲ့အဲ့လိုပြောပြီးတော့ဟင်းတွေကိုထပ်ပြီးဖြစ်ပြီးသွားတယ်။ဝါသားဟင်းအတုံးတွေကအချီးကြီးတွေဗျ။ကျုပ်တို့လည်းအားရပါးရစားတော့တာပဲ။ဝါသားဟင်းကတိတ်ကောင်းတယ်ဗျ။ချင်မောင်မစလီဟင်းကျော်ကလည်းတောက်ကောင်းလိုက်တာပြောမနေနဲ့။ပဲဒီချင်းတို့ကလည်းချစ်ချင်းလေးနဲ့အိပ်အိပ်ပြေးတယ်ဗျ။ ဘလကြောင့်ကျောကလည်းဆက်ဆက်လေးနဲ့ကျောက်တုံနဲ့နေမှွေးနေပါရော။စားကောင်းကောင်းနဲ့စားလိုက်တာ အစားနဲ့တဲ့ကျောက်တောင်နှစ်ပကံကုန်တယ်။မခင်ကြီးကလေးပကံနှင်းကြီးကတော့တစ်ပကံပဲ။ဒါပေမဲ့ဝတ်သားရုံနဲ့ခက်ခက်ထည့်ပြီးစားတယ်။နင်းငန်စားတော့ပြီးတော့ဗိုက်တွေလေးကုန်လုံးမနှဲပြန်ထားတယ်။ကျောက်အကျိုက်စိုးကတော့ဟင်းကျုံပဲဗျ။ချိုချိုလေးနဲ့တောက်ရတာတော်တော်ကောင်းတယ်။ဘလို့ချက်ထားလို့တော့မသိဘူး။တောက်လေတောက်လေငတ်မပြေဆိုတဲ့အတိုင်းပဲ။ဒါနဲ့အမခင်ကြီး မင်းကကျုပ်တို့ဘိုင်းလာတဲ့အကြောင်းကိုကြုံသိပြီဗျ။ဟေးဘာလဲဟ။အဲ့ဒါစက်သားကြောင်ဗျ။ကျုံစိတ်ထင်တော့အကြီးအရာစက်သားတဲ့ကိုပညာဆက်တွေထည့်ပေးလိုက်တာ။ဟုတ်ပါမလားရင်မောင်ရဲ့နင်းရလေ။ဟုတ်တယ်ဟုတ်ဖို့များတယ်ဗျ။ကျုပ်ခုမှအသေးချာပြန်တွေးမိတယ်။အကြီးအရာကျုပ်ကိုမြင်တော့ဖုတ်စရာလေးလိုခေါ်တယ်ဗျ။ဖုတ်စရာလေးဆိုတဲ့စကားစောင်းနေရာကျုပ်ကိုခေါ်ကြတဲ့နာမည်လေး။သူဘယ်လိုသိနေတယ်လဲဆိုတာထူးဆန်းမနေဘူးလား။ ပြီးတော့သူ့ကိုလည်းရွာလူတွေကဆုံးလို့ခွာတယ်လीသူ့ရင်သွားတော့လဲခွေးကြီးနှစ်ကောင်ကကြုတ်ကိုစားမဲ့ဝမ်းမဲ့ပုံနဲ့ကြည့်ကြတာဒီကဝတာအစီတုံးနဲ့ထန်စားနေတဲ့နှင်းကြီးကဟုတ်မယ်ယမအဲ့ဒီခွေးကြီးကရိုးရိုးခွေးတွေမဟုတ်ဘူးတဲ့ဆုံးခွေးကြီးတွေတရေခွေးကြီးတွေတဲ့တကားငပြူတကားငနဲ့တဲ့သူတို့ကညောင်ရည်ပုတ်လောက်ရှိတဲ့ခွေးကြီးတွေဖြစ်သွားကြတယ်ဆိုပဲအေးဟာဖြစ်နိုင်တယ်ငါခုပြန်စင်းစားပြီးတော့မှအရေးအကြီးဝိတ္တာစားတာတွေကစိုးမကြီးလို့ပဲ။ ီလောက်ကျဲတဲ့ချက်ကြီးထဲမှာတယောက်တည်းနေတာလည်းမသိငါစရာပဲတော်ရုံလိုကရွာမှာဒီလိုတယောက်တည်းနေရပါမလားပြီးတော့ကြက်ဝဲတော့လည်းနင်းတို့စရာရေးစားမလားဆိုပြီးတစ်ချက်ပြုံးလိုက်တာသူ့ကိုပြောတာဆုံးမကြီးတရားပြုံးတဲ့အပြုံးမျိုးဟာတေချာရဲ့လားရင်းမောင်ရာတေချာပါတယ်အမခင်ကြီးကသူ့လှုပ်ထားတဲ့ကြက်သားတွေစားမိတဲ့ကျုပ်တို့သုံးယောက်ညာဝမ်းအမဲကြီးတွေဝရောဝရောနဲ့သွားနေကြတာမဟုတ်လားဟာရင်းမောင်တင်နာကောင်လေးဒီမှာထမင်းစားနေတာမမြင်ဘူးလား ကတော့ဗျာကတော့တော်ပြီဟာနေပြောလိုက်တာနဲ့စားချိန်စိတ်တောင်ပြတ်တယ်ပွားတော့မယ်စားတော့ပြီးတော့မတ်တက်တဲ့ပြန်ဝင်လာခဲ့ကြတယ်စားလို့ကောက်လိုက်တာဆရာကြီးရဲ့ဒါနဲ့ကျွန်တော်တို့ပြန်တော့မလားအေးပြန်ကြတာပေါ့ကွာငါလည်းစစ်လေးတောက်ချင်လို့ဗစက်တွေတောင်ချင်းနေပြီကွာစစ်လေးတောက်ချင်တာများဆရာကြီးရဲ့ဟိုမှာစစ်လေးတွေတည်ထားတယ်မဟုတ်လားဟာအဲ့ဒီစစ်လေးတွေမတောက်ချင်ပါဘူးကွာဆရာကြီးကတော့စစ်လေးတောင်ရွေးနေလိုက်တာ ဆဲလိုက်ပဲဗျဘာတောက်တောက်ဒီရတာပဲပေါ့မင်းမသိသေးပါဘူးရင်မောင်ရမင်းနဲ့တရားထောက်ထက်လာခဲ့တော့လူတကောလုံးလေးလေးပြင်းပြင်းဖြစ်နေတယ်ခေါင်းမြားလည်းထုံထုံကြီးနဲ့လေးလေးကြီးဗျကျုပ်စိတ်ထင်တော့ထမင်းတွေစားတာများလို့ထမင်းစိတ်တက်ပြီးလူတွေလေးလေထမ်းမှန်းလာတယ်ထင်ပါလေအမခင်ကြီးကိုကြည့်လိုက်တော့လေသူ့ရဲ့မျက်နှာကြီးကခအန်းအန်းကြီးဖြစ်ပြီးနှစ်ဖူးကလည်းချွေးတွေပြဲနေတယ်ထမင်းတွေနင်းငံစားထားတော့သူ့ပိုက်ကြီးကကိုဝင်လေးလာပိုက်လို့ပူပြီးတင်းနေတာပေါ့ ကိုပဲတဲ့လဲအနောက်ရောက်တဲ့အချိန်မှာဥအောင်ရှင်ကဘာမပြောညာပြောနဲ့ကျုပ်ဆက်ပေါ်လဝါနဲ့အုပ်ချပြီးတော့စုပ်ကင်ထားလိုက်တယ်။ကျုပ်ဆက်ပေါ်ပူကနေဖြတ်သွားတော့ကျုပ်ကစကားပြောမယ်လို့မှရင်နဲ့တစ်ဆုဆုစီဖြစ်လာတယ်။အလိုက်ရမောင်မင်းအန်ချင်အလိုက်ကျုပ်လဲဝေါကနေမျိုးပေါ်ကိုထိုးအပ်ချလိုက်တယ်။ခုနကစားထားမြအသားတွေထမင်းတွေအကော်လုံးအံထွက်မလာဘဲနဲ့ဖြစ်ချွဲချွဲမဲမဲရည်ကြီးတွေအန်ချလာတယ်ဗျ။အဲ့ဒါတွေလဲအပ်ပြီးတော့လူလဲပော့ပါပြီးတော့နေရကောင်းသွားတယ်။ အခုမှပဲရင်ချောင်ပြီးတော့နင်းရတာကောင်းပါတယ်ဆရာကြီးဟာဦးအောင်ရှေ့ကမျက်မှောင်ကျုပ်နေတယ်ဗျသူဒီလိုမျက်မှောင်ကျုပ်နေရင်တော့တခုခုစဉ်းစားနေပြီဆိုတဲ့အထိပ္ပယ်ပဲနောက်တော့ကိုဖေးသိန်းရောက်လာတယ်ကျုပ်လည်းလှဲဝေါ်တက်မဲ့လို့တော့ရမမင်းကနေနေခဲ့ဗျာဆရာကြီးကမပြောင်းအောင်လားမပြောင်းသေးဘူးငါလှုပ်ဆရာလေးရှိသေးလို့ဦးအောင်ရှေ့ကအမခင်ချီတို့ကိုကြည့်ပြီးသမီးတို့နဲ့အိမ်ရောက်ရင် ဖះအကြောင်းဆောင်ဘွားစေးတော်ကြီးကိုတယောက်တစိုးရက်လိုက်ကြနော်။ဘာဖြစ်လို့လဲအဖေရဲ့။စေးတော်ကြီးကမကောင်းတဲ့ပယောဂတွေတာမကောက်။အစာမကြေတာတို့လီထိုးလီအောင်တို့ကောင်းတယ်ဟာ။ညီတို့စားထားတာဝတ်သား။ဝတ်သားဆိုတာအေးအေးဆောင်မဟုတ်လား။အစာများရင်ရင်ပြည့်တယ်။အစာမကြေဖြစ်လိမ့်မယ်။ငါပြောတဲ့အတိုင်းစေးတော်စားလိုက်ကြဟုတ်ပြီလား။အမခင်ကြီးကရင်မက်ကိုဖိရင်ဟုတ်တယ်အဖေ။အခုတော့မှပြည့်အိမ်ကြီးဖြစ်နေတာ။စားလိုက်ပါမယ်။ ကိုပေသိန်းတို့လည်းရမကြခဲ့ထွက်သွားပါရောကျုပ်ကဆရာကြီးအနှောက်အောက်ကပ်ပြီးတော့အမခင်ကြီးတို့ဆေးတော်ကြီးစားခိုင်းဖို့ထောက်တော့တခုခုထူးနေပြီမဟုတ်လားဆရာကြီးယမမင်းအလိုက်တဲ့ဟာတွေကိုမင်းပြန်ကြည့်စမ်းကြောက်အံလိုက်တာကမဲမဲရီတွေအပြတေချာကြည့်လိုက်တော့အဲ့ဒီမဲမဲတွေထဲမှာသမင်မွေးလို့လို့အမွေးအပိုင်းစားလေးတွေတွေ့လိုက်ရတယ်ဆရာကြီးသမင်တွေတော့မသိဘူးကြအေးအဲ့ဒါထူးတာပေါ့ကွာဘာထူးတာလဲဆရာကြီးရဲ့ လူဆိုတော့လုံရင်ကရင်သပင်းတွေကျခဲ့တာဖြစ်မှာပေါ့ဗျဒါဆိုအမင်းအောင်တွေကရောအဲ့ဒါကတော့ချင်းမောင်မစလီဟင်းကျော်ကအရက်တွေဖြစ်မှာပါဦးအောင်ရှင်ကခရဲ့ရဲ့ပြောရင်မင်းကမယုံသေးဘူးကိုရေမောင်ရမင်းတို့စားတဲ့အလူထမင်းဟင်းတွေထဲမှာအပင်းတွေခတ်ထားတယ်ကွာဟုတ်ပါမလားဆရာကြီးရေကဲပါမင်းမျက်စိနဲ့တွေ့တော့မှယုံဆန့်ကွာဟုတ်ပြီလားဆရာဦးအောင်ရှင်နဲ့ကျုံနဲ့ဟင်းတွေချက်ပြုတ်နေတဲ့နေရာစီကိုလာခဲ့ကြတယ် ကာလာသားကိုအုပ်ကတော့စပိုးဆောင်ချက်ရည်ပြုတ်ရင်းမှာဝင်ပြီးကြီးကြပ်နေတယ်ဗျ။ဦးအောင်ရှင်ကချက်တဲ့ပြုတ်တဲ့အနာရောက်တော့ကိုအုပ်ကိုလှမ်းခေါ်တယ်။ဟေးမအုပ်ဟေးခတ်တာဘာလို့လဲကွ။ဦးအောင်ရှင်ကဟေးရဲ့ဦးကြီးကိုကုန်းခတ်ပေးနေတဲ့လူကိုတေချာကြည့်နေတယ်။ကိုအုပ်ကအဲ့ဒီလူကိုကြည့်ပြီးတော့ကိုလို့ခေါ်ပါတယ်ဆရာကြီး။ငါတို့မြင်မှုပါလား။ဟုတ်တယ်ဆရာကြီး။ကိုကမစည်းစာရဲ့အကိုလေ။မစည်းစာတို့ကတနေတဲ့ကြီးကနေပြောင်းပြီးဒီရွာအခြေချလာတဲ့လူတွေဆရာကြီး။ ်သူတို့မောင်နှမဒီကိုရောက်တာ၃လလောက်ပဲရှိအောင်မယ်ဆရာကြီးဦးအောင်ရှင်ကဟင်းရဲ့အိုးကြီးအနောက်ကိုရှောက်သွားတယ်ဟင်းရဲ့လူသမီးကကိုဦးကဒိုင်ခံခတ်ပေးနေတာဆိုတော့ဦးအောင်ရှင်ကကိုဦးကိုကြည့်ဟေးမောင်ခဏဆင်းလာခဲ့စမ်းပါကွယ်ကိုဦးကဘာလာရှောက်တာလဲဆိုတဲ့အကြည့်နဲ့ဦးအောင်ရှင်ကိုလှည့်ကြည့်တယ်ငါဟင်းရဲ့အိုးတစ်ချက်ချစ်ချင်လို့ပါကွာဆရာကြီးကအေးစစ်စစ်မတ်တက်တဲ့နေပါချက်တာပြုတ်တာကျုပ်တို့အလုပ်ပါဗျကိုဦးကပြောရော် ကိုအုပ်ကလည်းဟုတ်တယ်ဆရာကြီးကျွန်တော်တို့အားနာစရာမလိုဘူးခဏစင်းစို့ဆင်းလိုက်ကွာငါမင်းတို့ကိုဘိုးလာတာမဟုတ်ဘူးဟင်းရိုးတစ်ချက်ကြည့်ပြီးပြက်မယ်ကိုဦးကတွဆုံတွဆုံဖြစ်နေတယ်ဦးအောင်ရှင်ကအရှိကိုလည်းတက်သွားရောကိုဦးကလာကြပါအောင်ဗျာဒီမှာဆရာကြီးတယောက်အလုံလောက်တောင်လာပြီးရှုပ်နေတယ်လုံးကြပါအောင်ကိုဦးကအော်လိုက်တော့ကာလာသားတွေကကျုပ်တို့ဝိုင်းကြည့်တယ်ဒါပေမဲ့ လက်ပံရွာလူတော်တော်များများဆရာဦးအောင်ရှင်ကိုတည်နေကြတာဆိုတော့ဘာမှမပြောဘဲငြိမ်မိကြည့်နေတယ်။ကိုအုပ်ကကိုဦးရဲ့လက်ကိုပြေးဆွဲရင်ကိုဦးခမရခဏဆင်းမလိုက်ဗျာ။ဆရာကြီးကကြည့်အောင်ပဲကြည့်မှာပါ။မဟုတ်တာပဲဗျာ။သူ့ကြည့်ရတာမတင်ကောင်းတော့။ဟေးအိုးတော်ဆဲတွေဘာတွေခတ်နေအောင်မယ်။ဒါဖရဲ့ပြက်ဆရာကြီးဗျ။မကောင်းတာမလုပ်တဲ့သူ။သူ့ကိုခဏပေးကြည့်လိုက်နော်ကိုဦး။နောက်ဆုံးတော့ကိုဦးဆိုတဲ့လူကမငင်းနိုင်တော့တာနဲ့ ိုးကြီးကိုဒုတ်တစ်ချောင်းနဲ့လေးငါချက်ခောက်ပြီးဆင်းလိုက်တယ်။အိုးကြီးရဲ့နှကန်းဝါကိုရောက်ဖို့ကအော့စီထားတဲ့လှေကားလေးပေါ်ကနေတက်ကြည့်ရတယ်ဗျ။ဦးအောင်ရှေကတစ်ချက်ပြောရင်းမအောင်ငါမတက်ဘူးမင်းတက်ကွာ။ပြီးတော့အိုးကိုတေးချောင်းမှွေကြည့်စမ်း။ရေပုံးနဲ့မှွေမှွေပဲနဲ့ရောက်ချိုကြီးနဲ့တေးချာအောက်ထိမှွေကြည့်ကွာ။ကိုအုပ်လည်းရောက်ချိုစိုးအရှိကြီးယူပြီးတော့အိုးနှကန်းအနားကိုတက်သွားတယ်။ကိုဦးကြည့်ရတာကျုပ်တို့ပျောက်ဆက်ဆက်နဲ့ကြည့်နေတဲ့ပုံပဲ။ဒီချိန်ဆရာဦးအောင်ရှင်က ိုးတစ်ချက်ကြည့်ပြီးတော့နှုတ်ကနဲ့လေနဲ့မှုတ်သူလို့ဖူးကနဲ့တစ်ချက်မှုတ်လိုက်တယ်။ဆရာကြီးမှုတ်လိုက်တာကိုဘေးနာရက်နေတဲ့ကျုပ်ပဲတေချာမြင်လိုက်ရတယ်။တခြားလူတွေကတော့မြင်လိုက်မှမထင်ဘူး။ကိုအုပ်ကဟိရဲ့အူကြီးကိုမှုရင်တခုခုကိုတွေ့သွားတဲ့ပုံပဲ။ဟာဒါကြဒါကြဘာကြီးလဲဟာကာလာသားတွေလည်းတအံ့တအောနဲ့ပြေးကြည့်ကြတယ်။အိုရီယာနဲ့ခက်ခက်ခက်ခဲဆွဲတင်လိုက်တော့ခွင်းနဲ့ကြီးတကောင်ထွက်လာတယ်ဗျ။လူတွေအားလုံးကတော်တော်အံ့ဩသွားကြတာ။ခွင်းနဲ့ကအထီး ခွေးနဲ့ဆိုပေမဲ့အနဲ့အောင်အမွှေးတွေကဟင်းယူတွေပူလောင်ထားပြီးတော့ကျွတ်တောင်ကျွတ်နေပြီခွေးတစ်ကုန်လုံးကအသားတွေကလည်းပြုတ်ရည်တွေညူးပြီးတော့ဒီကောင်ကအယောသတာပဲကျန်တော့တာဗျကာလာသားတွေအကော်လုံးခွေးကြီးကိုကြည့်ပြီးအော်အော်သွားတယ်ဟင်းယူကိုတောက်ကောင်းကောင်းနဲ့တောက်ခဲ့ပြီးတော့မှအခုခွေးကြီးထွက်လာတဲ့ဆိုတော့ယူမီတဝဝနဲ့အန်ချလိုက်မိတယ်ဗျဒီတော့မှကိုဦးမျက်နှာကကွက်ခနဲ့ပြတ်သွားတယ်ကိုဦးကကိုဦးကိုလှည့်ကြည့်ပြီးတော့ကိုဦးဒီခွေးကအိုးရဲဘလို့ရောက်နေရလဲဟုတ်လေ ခွေးကအိုးတက်ကြည့်မတော်တဆပြုတ်ကျသွားတာဖြစ်မှာပါကိုဦးကမချီသွားဖြဲလေးနဲ့ဖြေတယ်ဆရာဦးအောင်ရှင်ကကဲမအုပ်ဒီခွေးကြီးကိုမြတ်မြတ်လက်ဆဖြောက်ပြလိုက်တခြားလူတွေတိတ်ကိုမကောင်းဘူးကွာဟေးဦးကြီးတဲ့တွန်လိုက်တော့ဟုတ်ကဲ့ပါဆရာကြီးကျွန်တော်တို့ချက်ရောက်လွယ်တဲ့မှန်ရောင်ဟင်းချုပ်အမြတ်ချက်လိုက်ပါမယ်ကိုအုပ်တို့ကလာစားတတိုက်အဲ့ဒီခွေးကောင်ကြီးကိုထင်းမိဘူးတဲ့ကိုပြစ်ထက်လိုက်တော့တယ်ထင်းမိဘူးကလည်းမြေရှိတက်နေတာဆိုတော့ ခွေးကောင်ကမြူးတွေလောင်ပြီးပြာချသွားခဲ့တယ်။ဦးအောင်ရှင်ရောက်ကိုဦးကိုစိုက်ကြည့်လိုက်တော့ကိုဦးကမျက်စိမျက်နှာပြက်ပြီးတော့အဲ့ဒီနေရာကနေပြေးထွက်သွားခဲ့တယ်။ဆရာကြီးဟင်းအိုးတဲ့ခွေးရှိနေတာကိုဆရာကြီးဘလို့သိတယ်လဲ။သိတော့ပေါ့ကွာ။ဒီခွေးကမောင်ဦးပြောသလိုမတော်တဆကြတာမဖြစ်နိုင်ဘူး။ဆုံးတစ်ယောက်ကအလူကျွေးရဲ့ထဲမှာအပင်းထည့်ထားတာ။ဗျာ။သူကဘလို့ဒီလို အပင်းထည့်ရတာလဲ။လူတွေကိုအောက်ဆိုးခြင်းလို့ပဲကွာရင်မောင်ရ။ ဒီအလိုလိုင်းဟိရဲ့တောက်မိတဲ့လူတွေအကောင်လုံးအပင်းနေမိအောင်လှုပ်ထားတာပဲပြီးတော့မှ तू ကဒီအပင်းရောအသုံးချပြီးတရွာလုံးကိုအုပ်ချုပ်မယ်ဒါတည်းမကသေးပဲအလိုမှလာစားမိတဲ့မြလူတွေကိုအုပ်စုကြီးစုံမယ်လေကွာတော်တော်ရုံမှလိုက်တာဗျာအင်း तू ဘက်ကကြည့်တော့တော်တော်ပိုင်နေအကျက်မယ်ဗျာဒါဆိုဒီဟိရဲ့တောက်မိတဲ့လူတွေအားလုံးအပင်းနေလိုက်ထုတ်ပေးရတော့မှာပေါ့နော်ဒီလိုလဲမဟုတ်သေးဘူးရှင်မောင်ရသူ့အပင်းကမှွေးအပင်းလို့ခေါ်တယ် အပေအနှုတ်စားလဲတွင်ထားတာအတွေ့အကြုံနဲတဲ့ပညာနုတဲ့ဆရာဆိုရင်အပေတွင်ထားတာကိုတောင်မှရှောက်တိမှမဟုတ်ဘူးအခုခွေးကောင်ကြီးကအပင်းရဲ့ချက်မှပဲဒီခွေးကြီးပြက်စီးသွားပြီဆိုရင်အပင်းရဲ့အစွမ်းအမြင့်ပြက်သွားလိမ့်မယ်အပင်းမိထားတဲ့လူတွေရဲ့ဗိုက်ထရီကအပင်းတွေအားလုံးကလည်းတုတ်လိုလိုပြက်စီးသွားလိမ့်မယ်အပင်းဆိုတော့လည်းနည်းနည်းပါးပါးတော့ခံစားကြရမှာထင်တယ်ဒါကြောင့်ဆရာကြီးကအမခင်ကြီးတို့စီးတော်ကြီးစားဖို့ပြောလိုက်တာ哦 ဒီပညာတော်တော်ရုံမာတဲ့နီးပဲဗျာဘလို့များလှုပ်ထားလဲမသိဘူးနော်လုံနေသေးချင်ရင်တော့ကရကရှင်ကိုတွေ့ရင်မေးပေါ့ဗျာဆရာကြီးကကရကရှင်ကိုတွေ့နေပြီလားဒီမှာရေမောင်ရဒီဟင်းရီအိုးကိုတာဝန်ယူထားတာဘသူလဲကိုဦးလေအဲ့ဒီမောင်ဦးကဘသူကိုတဲ့လဲဥပြုံးကတော့မစည်းစာမဟုတ်လားဟာဒါဆိုရင်မစည်းစာကဦးအောင်ရှင်ကကျုပ်ပါဇက်ကိုလှမ်းပိတ်တယ် လူကြားသူကြားတဲ့ဗဇက်စီးဆောင်သားမှာကွာဒါဆိုရင်ဘာဆက်လုပ်ကြမလဲဆရာကြီးသူတို့လာမဲ့အချင်းကိုတို့တွေစောင့်နေရုံပေါ်ရင်မောင်ရသူတို့ဆိုတော့မစီးစော်တို့အရောက်လာမှာလားဒါပေါ့ကွာသူတို့ရဲ့အကျယ်စီဒီမမအောင်မဲသူ့ကိုကလည်းငါလောက်တာတိသွားပြီဆိုတော့ငါစီကျင်းနေပေါ့လာမှာပေါ့ကွာဆရာဦးအောင်ရှေ့ကပြောရင်ရွာတဲ့ကိုလက်ဝင်သွားတယ်ဆရာကြီးဘယ်တော့မလို့လဲဗျလက်ပဲရွာရွာဦးကျောင်းဆရာတော်စီကိုပေါ့ သူနဲ့ငါနဲ့စကားမပြောဖြစ်တာတော့တော်တော်ကြာနေပြီဆိုတော့ရောက်တော့ရောက်ခါဝင်ဖူးသွားမလားလို့ကျုပ်လည်းဆရာကြီးအနောက်ကနေလိုက်ခဲ့ရတယ်။လက်ပံရွာတစ်ဖက်ထိပ်မှာရွာဦးကျောင်းရှိတယ်။ရှေးတက်တာကျောင်းကြီးတစ်ကျောင်းပေါ့ဗျာ။ရွာဦးကျောင်းဆရာတော်ကကျုပ်တို့လာတော့ပြုံပြုံရွှေရွှေနဲ့နှုတ်ဆက်တယ်။ဆရာဦးအောင်ရှင်နဲ့လည်းတော်တော်ခင်မုံရတယ်ဗျ။စကားတွေဖောင်ဝဲပြောကြတာဗျာ။ညနေကိုစောင်းတော့ပြို့။သူတို့ပြောတဲ့စကားတွေကဓာတ်အကျောင်းဝိဇ္ဇာအကျောင်းနေများတယ်။ ကျောက်ကတော့ဘာအတွေ့အကြုံမှမရှိတဲ့လူဆိုတော့သူတို့ပြောတာကိုနားထောင်လိုက်ဖုန်ကြီးကျောင်းကချကျွေးတဲ့ငပြောသီးတို့ထညက်ခဲတို့စားလိုက်နေပေါ့ရာတုံးရောက်ခိုက်ဦးစေးကျောင်းမှာတဲဟွားပါလားတကရဲ့အလုံမရှိသေးအေးစစ်စစ်မှပြန်မော့ဦးအောင်ရှေကကျုပ်ကိုတစ်ချက်ကြည့်ပြီးတော့ခေါင်းညှိလိုက်တယ်ဖုန်ကြီးကျောင်းဝင်းရဲ့တနေရာမှာဇရက်တဆောင်ရှိတယ်အဲ့ဒီဇရက်မှာခရီးသွားတွေလာရင်ပဲဖြစ်ဖြစ်ယောဂီတွေညက်အိမ်ညက်နေတရားစခန်းဝင်ပဲဖြစ်ဖြစ်အသုံးပြုကြတယ် အခုတော့သူတို့လည်းအဲ့ဒီဇေယျမှာတက်ရတာပေါ့ဇေယျဆိုပေမဲ့နေရံတွေကအမြင့်ကြီးမဟုတ်ဘူးကြတက်သားချောင်းလေးတွေနဲ့လူကြီးတက်ထိုင်ဆောင်လောက်ကထားတဲ့ဇေယျဘုန်းကြီးကျောင်းသားလေးတွေကကျွန်တော်တို့အိတ်ဖို့အတွက်နှစ်ယောက်အိတ်ဖိတ်ချင်အောင်ကြီးလာထောင်းပြီးတယ်ဇေယျဘွားဖះကျောင်းဆောင်ပေါ်မှာစိမီ၃နာရီထုံပြီးတော့ဆရာကြီးကဖះဝေးပြုတ်နေတယ်ဆရာကြီးဖះဝေးပြုတ်ပြီးတော့ည၈နာရီလောက်တော့ရှိမယ်ဗျပဝင်းချီတခွင်ကတိတ်ဆိတ်နေတာဆရာတော်တွေဦးစင်းတွေလည်းကျိတ်ဆက်ကုန်ပြီပေါ့ ဆရာကြီးဆရာကြီးပြောတော့သူတို့လာမယ်ဆို အခုထိမလာသေးပါလားဗျသူတို့ကအလှူရှင်အလှူမတွေလေကွာ ချက်ချင်းတော့ဘယ်ထလာမလဲသူတို့လည်းမအားသေးလို့နေမှာပေါ့ဆရာကြီးကခေါင်းပေါ်လှိတ်ချပြီးခြေထောက်တွေညောင်းနေတာပဲရင်မောင်ရဘလူးနှကောင်တောင်မှတတိယသွားတယ်ကွာဆရာကြီးကစကားခေါ်တာနဲ့ကျုပ်လည်းဆရာကြီးရဲ့ခြေထောက်တွေကိုနှိမ့်နေပေးနေမိတယ်ဒီအချိန်မှာပဲရွာရဲရခွေးတွေဆက်ဆက်ငင်ငင်ဥလိုက်တဲ့အတံကိုကြားရတယ် ဆရာကြီးကခေါင်းထောင်ကြည့်။သူတို့လာပြီးထင်နေရွာရှင်မောင်ရ။ဒီချိန်စရဲ့အရှိမလူနှစ်ယောက်လာရတာကိုလာရောက်နေမြင်နေရတယ်။လူနှစ်ယောက်ဆိုမှတော့ကိုဦးနဲ့သူညမမစည်းတော်ပေါ့ဗျာ။ရှစ်ကိုရှင်တိတ်ဆွမ်းနေပြီလို့ထင်နေတယ်ပေါ့လေ။ဟုတ်လားဆရာကြီး။ကိုအလုပ်ကိုမလုပ်ပဲနေရာတကာဝဆွတ်ဖက်ချင်နေရှို့။မလောက်တလောက်အောင်ဆုံးမပေးရမယ်။ဆရာကြီးကခေါင်းပေါ်ကိုခေါင်းပြန်ချရင်တခွာလူပြက်ဟိမနေတဲ့ကလေးမှာ နင်တို့အရင်ရောက်မှလားလေအလိုလားသမ ्या လူတွေကိုအပေးထည့်ပြီးတော့ကြီးစိုးချင်တာမဟုတ်လားအဲ့ဒါဘာဖြစ်လဲရှင်နဲ့ပါဆိုင်လဲဆိုင်တော့ဘောဟာငါတပည့်လေးတွေငါသမီးလေးတွေနင်တို့ကျွေးတဲ့အပေးနဲ့စားလိုက်မိတယ်လေဒါတော့ညီကအားမရလို့အလူမတဲထားတဲ့စလစ်တီကိုလောက်ခတ်သေးတယ်မဟုတ်လားနင်းလက်ွက်တွေရရိုးလို့နေကလေးမရဲ့မစည်းစာဒေါသထွက်သွားပုံပဲရှစ်လို့ပါလီယာဆရာလှုပ်ချင်တဲ့ဆရာကြီးကိုဒုက္ခိတပြရလှုပ်ပြမယ် မစည်းစားရဲ့စကားကြောင့်ကြုတ်ဆိုရလှန့်သွားတယ်ဗျ။ဆရာကြီးဥောက်ရှေကတော့ရင်မောင်စက်နေနေမရမ်းနိုင်နဲ့။ဆရာကြီးမစည်းစားဆရာကြီးကိုဆိုတော့မယ်နော်။လှုပ်ဆမ်းပါစေကွာ။တို့ကအောက်ကငါတို့ကအမြင့်ရပဲကွာ။ကြောက်နေစရာလား။ဆရာကြီးပြောတာကိုကြုံနားမလဲတာတော့အမှန်ပဲ။ဒါပေမဲ့ဇရဲ့ကလေးကလူကြီးခါးစားလို့မြင့်နာဆိုတော့ဇရဲ့အောက်ကမစည်းစားတို့ကအောက်မှာရောက်နေတာကိုဆိုလိုတာပဲဖြစ်လိမ့်မယ်။ မစည်းစာကိုကိုကြည့်ပြီးတော့အကိုကြီးလိုတစ်ချက်ခေါ်လိုက်တာနဲ့ကိုဦးကဇရက်ပေါ်ကိုရှေ့ချုံပစ်ပြီးဖမ်းတက်လာပါရော။သူလည်းပညာတွေတက်တက်ပုံပဲကြ။ဟဲ့လူကြီးတေဝီတော့လို့တစ်ချက်ကျွေးကြပြီ။ကျုပ်တို့ချင်တာကိုလက်နဲ့လှမ်းပုတ်ပါလေရော။ဒါပေမဲ့ချင်တော်ကြီးကတောက်နှောင်ကြီးဖြစ်နေတယ်။ကိုဦးကချင်တော်ကိုထိုးချိတ်ကန်ကြောက်ပြီးမဲ့ချင်တော်ကတစ်ချက်တောင်တော့မသွားဘူး။ကိုဦးကဒေါသထွက်ထွက်နဲ့ချင်တော်ကိုလက်နဲ့ဆွဲဆွဲပြီးလှမ်းနေ။ဒါပေမဲ့ ခြင်အောင်ကကြောက်သားတစ်ခုလိုတောင်းတောင်ကြီးဖြစ်နေတယ်ဗျ။ဆလေးငါးခါလောက်ကြိုးစားပြီးတဲ့အခါကိုကလက်ပန်းချသွားတယ်။မင်းကခြင်အောင်လိုချင်လို့လားမဦးကလိုချင်လေပြောလေကွာငါပြီးမှာပေါ့။ဦးအောင်ရှင်ပြောလိုက်တဲ့အချိန်ခြင်အောင်ကြီးကဝုန်းကနေပြုတ်ထွက်ပြီးတော့ဇရက်ပေါ်ဝဲပြန်လာတယ်။နောက်တော့ခြင်အောင်ကြီးကကိုကိုပတ်ပြီးလှိမ့်သွားပါလေရော။ကိုတို့ကတော့ခေါင်းလေးပဲပေါ့လေဗျ။အောက်ပိုင်းကခြင်အောင်အပတ်ခံရပြီးတော့တင့်ငွေအိမ်နဲ့ရက်ပတ်ထားသလိုဖြစ်နေပါရော။ ကိုဦးကကြောက်ကြောက်လန့်လန့်နဲ့မြမလေးအခုကဲ့ပါအောင်နစီစာဟိကနဲ့អော်ပြီးတော့ဇရက်ပေါ်ခုန်တက်လာတယ်ပြီးတော့သူ့လက်တစ်ဖက်ကိုမြှောက်ထက်လိုက်တာလက်ထဲမှာဓာကြီးတစ်စင်းပေါ်လာခဲ့တယ်ဓာကြီးကလရအောင်မှာဝေးနေတာပဲအဲ့ဒီဓာနဲ့ကိုဦးရဲ့ချင်းအောင်ကိုလှမ်းခုတ်ပြန်တယ်ဒါပေမဲ့ချင်တော်ကဘလို့မှခုတ်မရအောင်ဖြစ်နေတော့အကြံအိုက်သွားပုံရတယ်။ချင်တော်ကိုခုတ်မရမှတော့တိတ်တင်းဆုံးကြီးကိုပဲခုတ်တော့မယ်။နောက်လက်တစ်ဖက်မျှလိုက်တော့ဓာတ်တလက်ထပ်ပေါ်လာပြန်တယ်။ အခုမစည်းစားလက်ထဲဓာနလက်ဖြတ်သွားပြီပေါ့ဗျာအဲ့ဒီဓာနလက်နဲ့ကျုပ်တို့စီကိုပြေးလာတယ်ဆရာဦးအောင်ရှင်ကကျဲ့မြင့်ကိုလက်နဲ့ဘုံကနဲ့ပုတ်ထက်လိုက်တော့မစည်းစားအရှိတက်လာလို့မရပဲတက်ငင်းနဲ့ဖြတ်သွားတယ်သူဘလို့ပြေးပြေးအရှိမြောက်ပဲတဖြည်းဖြည်းနဲ့အနောက်ကိုရောက်သွားတယ်မစည်းစားဓာတ်ကိုမှန်းပြီးတော့လှမ်းပြစ်ထက်လိုက်တယ်ဓာနဆင်းကလေးပေါ်မှာငှက်တွေပြန်စလို့ပြန်ဝန်းနေပြီးတော့ကျုပ်တို့စီကိုပြေးလာတယ်ဗျကျုပ်ဆိုမကြည့်ရလို့မျက်လုံးကိုမှိတ်ထားလိုက်ရတယ် ဒေါက်ကနဲ့အတန်ကြောက်လို့မျက်စိဖွင့်ကြည့်လိုက်တော့ဇယက်ကတသားတိုင်းမှာဒါနလက်ကစိုက်ဝင်နေတယ်ဗျာအဲ့ဒီဒါနလက်ကိုမျက်စိစာလက်ညုံပြပြန်ဆွဲတယ်ဒါပေမဲ့ဓာရီကဘလို့မှတော့မနေဘူးမျက်စိစာဗစက်ကဘာတွေယူမမ်းမသိပဲဓာကိုပြန်ဆွဲပြန်ရောတော်တော်အားဆိုင်ပြီးဆွဲတော့မှဓာအယိုကလှုပ်လာတယ်ဗျာဒါပေမဲ့တိုင်ရနေမကျွတ်သေးဘူးဥအောင်ရှေးကဖျောက်လက်နဲ့ပုတ်ထက်လိုက်လေရောဒီတခါကျွတ်တော့ထန်နေတဲ့ဗျာကျမ်းမြင်မွားနဲ့ရှော့ကနဲ့တိုးထွက်သွားတယ် အိမ်နေတဲ့ဆရာဦးအောင်ရှိန်နဲ့သူ့ကိုထိုင်ပြီးနှိပ်ပေးနေတဲ့ကျုပ်တော်ဘာမှမသိလိုက်ဘူးအာကြီးတဲ့အရာတခုကဖြာစောက်တအားဆောင်ဆွဲလိုက်တဲ့ပုံစံမျိုးပဲပြီးတော့အဲ့ဒီဖြာကြီးကသူ့လိုလိုလိုက်ပြီးမစည်းစာစီကိုပြေးဝင်သွားတယ်ဖြာကြီးကမစည်းစာရဲ့ခေါင်းကိုတဘုံဘုံနဲ့ရိုက်တော့တာပဲဗျနောက်တော့မစည်းစာရဲ့ကြောကိုရိုက်မျက်နှာတွေကိုရိုက်လိုက်နဲ့မစည်းစာခမရတော်တော်ခံရရှာတယ်မစည်းစာတရားကိုလဲကျသွားတဲ့အချိန်ဖြာလိုက်ကြီးကမစည်းစာကိုတခါနဲ့လိုက်ပြီးဖမ်းချုပ်လိုက်ပါရော့ တရက်ပေါ်မှာမဆီစာဖြာလိုက်ကြီးပက်ပြီးတော့ကိုဝကလည်းချင်းအောင်ကြီးပတ်မိနေတယ်ဗျမဆီစာကျမ်းမောင်မှာဆန်းဆန်းကြီးဖြစ်နေတယ်ဒီတော့မှဆရာဦးအောင်ရှေ့ဟာထထိုင်တယ်နင်တို့ဘာတွေကြံစီထားတယ်လဲဆိုတာပြောစမ်းမပြောရှို့လုံးဝမပြောအောင်မဲညီတို့နှစ်ယောက်လုံးငတ်လက်ခုတ်ထရရေတွေဖြစ်နေတာတော့မှလေသားအကျဉ်းနေသေးတယ်ပေါ့လေဟုတ်လားနင်တို့နှစ်ယောက်ကမြေတားမြေတဲဒီတိုက်မျောပြတ်လိုက်ရမလားမစည်းစာမကြောက်သလိုလှုပ်ပြင်မဲ့ ကိုဦးကတော့မျက်နှာတော်တော်ပြက်နေပြီချွေးလီကလည်းရေချိုးထားသလိုစီကြလို့ပြောမြေတားမြေထဲတော့မမျိုးပါနဲ့ဆရာကြီးရဲ့ပြောဆိုပြောပါမယ်အကိုကြီးအကိုကြီးကဒီလိုချင်းကိုကြောက်နေရလားငါတို့ဘာမှမမလုပ်နိုင်တော့တာပဲညီမရာကြောက်တာပေါ့ဟကြီးရတာအကိုထက်နှမလက်ဆောင်ထက်တယ်ထင်နေပြမစည်းစာဒီအချိန်ထိဘာမှမပြောသေးဘူးကျုပ်တို့ကပင်လယ်ဝူးဘက်ကလာခဲ့ကြတာပါမရောက်လုံဆုံးနေပါ အဲ့ဒီမှာစုံချင်းရှင်မြရဲ့အရင်နေသွားတာကြောင့်ဒီနေကိုရောက်လာခဲ့တာပါဒီနေကိုရောက်တဲ့အချိန်ခြေကုပ်တစ်ခုခန်းခိုင်းမှမှယူရမယ်လို့တွေးပြီးတော့တကြီးဥပြုံကိုချိကတ်ခဲ့တယ်မြမလေးရဲ့ယာစီသွေးကိုပြင်ညာနဲ့လှုပ်ပြီးဥပြုံစားမဲ့ကိုရထဲမှာထည့်စီရင်ပြီးတော့ကျူးလိုက်တာပါဒါကြောင့်ဥပြုံကတန်တန်ဆဲဖြစ်သွားတာပေါ့သားသမီးတွေနဲ့တော့အတိုက်ခံလှုပ်ပြီးအိမ်ပေါ်ကနှိမ်ချလိုက်သေးတယ်ဆိုပဲဟုတ်ပါတယ်ဆရာကြီးဥပြုံကိုရပါမယ် တရွာလုံးကိုအပေးထက်ပြီးကို့လက်အောက်ငယ်သားတွေအဖြစ်တင်းသိမ်းဖို့ကြင်စီမိပါတယ်။ဒါကြောင့်လဲခွင်းတဲ့တကောက်အပေးရုပ်လုပ်ပြီးဟင်းညို့တဲ့ခက်လို့အပေးမွေးခဲ့တာပါ။မင်းတို့ကတော့တော့အကြံပတ်ဆက်တဲ့လူတွေပဲကွ။မင်းတို့အကြံအောင်မြင်သွားလို့ကတော့ဟောဒီတရွာလုံးကမင်းတို့တပည့်တွေဖြစ်ကြတော့မှာ။ဒါတည်းမကောက်။ဒီဟင်းတောင်းမိတဲ့လူတွေအကောလုံးမင်းတို့ပြုသမျှနူးရတော့မှာပါလား။မင်းတို့အကြံဒီလောက်နဲ့တော့မကုံသေးဘူးထင်တယ်။ဟုတ်ပါတယ်။ တကြီးဥပြုံးလက်ထရပစ္စည်းတွေအိမ်တွေရာတွေကိုအပိုင်သိမ်းပြီးတကြီးဥပြုံးကိုလည်းတက်ဖို့ကြံ့ရထားပါတယ်သူ့ဘိုက်ထရအပေးရလဲအတော့ကိုရစ်နေပါပဲရှင်မောင်ကြီးငါတို့သာဒီအလို့ကိုမလာခဲ့မိဒီရွာတော့ဆုံးတိုက်ဖြစ်တော့မှာကွာကိုဦးလည်းခေါင်းကဆိုင်ကျသွားတယ်မစည်းစာတော့တိတ်မချင်တတ်သေးဘူးမစည်းစာကြီးနင်တို့အကြာနေဝင်သွားပြီဟာကဲဒီကိစ္စကိုနင်တို့မနမနှစ်ယောက်ဘယ်လိုပြန်ပြီးဖြေရှင်းပေးမလဲ မသိတော့ပါဘူးဆရာကြီးဟာဆရာကြီးလှုပ်ချက်တလို့သာလှုပ်ပါတော့ဆရာကြီးအပြစ်ပေးမယ်ဆိုရင်လည်းခမမယ်အပင်းကောင်ကြီးပြတ်သွားပြီဆိုတော့ဟင်းတောင်းမိတဲ့လူတွေကတော့ထားလိုက်ပါတော့ဒါပေမဲ့မင်းတို့တကြီးဥပြုံးကိုလှုပ်ထားတဲ့အတက်တွေအကုန်ပြန်ဖြုတ်ပေးရမယ်နောက်တစ်ခါကမင်းတို့ဒီရွာမှာဆက်နေခြင်းနဲ့ဆိုရင်ငါစီမှာပြင်ညာဆုံးရမယ်ပြင်ညာမဆုံးချင်ဘူးဆိုရင်တော့မင်းတို့ဒီနေရာနဲ့ထွက်သွားပေးရမယ်ဘယ်နဲ့လဲမနမနှစ်ယောက်တယောက်မျက်နှာတယောက်ကြည့်လိုက်တယ် ဥပယုံရဲ့အပင်းတွေကိုလည်းထုတ်ပေးပါမယ်။ဒါပေမဲ့ပြင်ညာတော့မစိုးမြစေနဲ့ဆရာကြီးရဲ့။ဒါဆိုရင်လည်းမင်းတို့ဒီမြေကြီးကိုကင်ပြီးတော့နောက်တစ်ခါအချိန်မချပါဘူးလို့တက်ဆာဆိုရမယ်။ဟုတ်ဟုတ်ကဲ့ဆိုပါမယ်။ဦးအောင်ရှေကကျန်းကိုလက်ချောင်းနဲ့တောက်လိုက်တော့ဖြာလိုက်ကပြေသွားသလိုခြေနောက်ကလည်းသူ့လိုလိုပြော့ကျသွားတယ်။ဟိုမောင်မနှစ်ယောက်လည်းဇရဲအောက်ကိုဆင်းပြေးပြီးတော့မြေပေါ်မှာဒူးထောက်ထိုင်ကြတယ်။နောက်တော့မြေကြီးကိုညာလက်နဲ့ထိပြီး ဒီနယ်မျိုးနောက်တစ်ခါချိန်မချတော့မဲ့အကြောင်းတစ္ဆာဆိုပြီးတကြိုးတည်းလက်သွားခဲ့ကြတယ်။ဆရာကြီးဟာသူတို့ဘာဖြစ်လို့တောက်ခွေပေးလိုက်ရတာလဲဗျ။သူတို့တခြားနိုင်ငံရောက်လဲတခြားလူတွေကိုဒုက္ခပေးကြအောင်မှပဲမဟုတ်လား။ပွားပါစီကွာ။မောင်ကပညာအတော်နှိမ့်နေကွာ။မစည်းစာပညာထက်ထယ်ဆိုပေမဲ့သူ့ပညာတော်တော်များများဟုတ်ဟုတ်မှကျင်ခဲ့ပြီ။ကျုပ်လည်းဆရာဦးအောင်ရှင်ပြတဲ့နေရာကိုလှမ်းကြည့်လိုက်တော့ ဇရေတိုင်မှာစိုက်နေတဲ့ဓာတ်နဲ့ချောင်းကိုတွေ့ရတယ်။အဲ့ဒါမှော်ဝင်တာစုံထောက်လို့ခေါ်မှာပေါ့။သူတို့ရဲ့အဓိကစွာဒီဓာတ်နှက်လက်ထဲမှာအများကြီးမိတိနေတယ်။အခုဒီဓာတ်မရှိတော့သူလည်းတိတ်မစွမ်းတော့ဘူးပေါ့။ဒီလိုမှတော်သေးတာပေါ့ဆရာကြီးရဲ့။နုံမဆိုရင်ရောက်လျာနေရာမှာအလှူတွေပေးပြီးခွေးတိတ်ကောင်းနဲ့ဟင်းညုံတွေကိုထက်ခတ်မလာပဲ။ကဲအဲ့တော့ရင်မောက်ရင်မနေ့ပြန်ကြတော့ရွာပြန်ကြတာပေါ့။ကျုပ်လည်းခြေထောက်နဲ့ပြန်ထောင်ပြီးအိတ်ချလိုက်တယ်။ ။နောက်နေတော့မကူမနက်ကအလိုထမင်းဟင်းတွေစားထားတဲ့လူတွေအကောလုံးဝမ်းနေရှော့ကုန်နေဗျ။ကျုံစိတ်ထင်တော့အပေးရဲ့အကျွေးကြံနဲ့ဆင်းသွားတာများလားပဲ။အဲ့ဒီဖုန်ကြီးเจ้าမှာဒါနလကအချင်းကြော်တော်ကြကြအတိရှိနေသေးတယ်။ခြားလက်မပတ်လည်လောက်ရှိမဲ့เจ้าနိုင်လုံးကြီးမှာဒါနလကဟိုဘက်ဒီဘက်ထုတ်ချင်းပေါက်ပြီးဝင်နေတော့ဘသူမှမနှုတ်နိုင်ကြအောင်။အဲ့ဒီဒါနလကြောင့်လဲဇရက်ကဓာစီရဲ့ဆိုတဲ့နာမည်ရသွားတယ်။လက်ပတ်ရွာဖုန်ကြီးเจ้าမှာဓာစီရဲ့လို့ပြောလိုက် လူအတော်များများသိကြသေးတယ်ဗျပရိသတ်များရှေ့ဖယက်ပြဲဥုံရှင်နဲ့လက်ပဲရွာကအလှပွဲဇလန်းလေးရတော့ဒီလောက်ပါပဲနော်နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးထူးပဲတင်ရှိတယ်လို့ဆာရေးစရာအကဆော်လည်းကျေးဇူးထူးပဲတင်ရှိပါတယ်ရှေ့ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်ပရိသတ်များအလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကို အစေထာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်